ထိုးချေဘတ်ဆယ်တန်းမရတော့လို့ချက်ထွီးကိုပောက်ကွဲနေတဲ့ရော့ချန်ပရိသတ်များအလုံးမဲ့မင်္ဂလာပါများ Red Velvet ကတင်ဆက်နေပါတယ်။လုံခဲ့ရက်ပိုင်းကမွေတိုင်းစူပါစတာလောကရဲ့နာမည်ကျော် Flyweight Champion ရော့ချန် Facebook Post တစ်ခုကြောင်းနှမှုကင်ရမီဒီယာတွေမှာအတော်လေးကိုကြည်ရထားခဲ့ပါတယ်။သူရဲ့ထိုးချေကဘတ်ဆယ်တန်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရွေရည်တာထားတဲ့ဆိုပါ Post ဟာပရိသတ်တွေကြားမှာဆွေးနွေးစရာတွေဖြစ်လာခဲ့ပါတယ်။ရော့ချန်ကသူ့ရဲ့ Facebook စာမျက်နှာမှာအခုလိုရေးသားခဲ့တာပါ။ ငွေကြေးကအရာအလုံးဝယ်နိုင်နေတဲ့ကျွန်တော်တို့ကတော့လုံးဝအုပ်တော့မမှန်နိုင်ပါဘူးကျွန်တော်ယုံကြည်ထားတဲ့အရာကနဘူးတွေလူတွေကြုံရတဲ့အမှန်တရားပါပဲလေပန်းတန်းစီနေတဲ့သကလုံးလှလှလေးတွေမဟုတ်ပါဘူးလူသားချင်းချင်းတူတကွာရှေ့ဆက်လက်တွဲဖို့အရေးကြီးဆုံးကယာတိုင်းအတွက်ဗမ်းမလိုက်မှုနဲ့ယူသားမှုပါပဲပျော်ရွှင်မှုအတွက်ငွေကြေးများကြီးမလိုအပ်ပေမဲ့တတောင်တတာအသက်ရှင်တန်နိုင်ဖို့လိုအပ်ပါလိမ့်ဆက်လက်လက်တွဲထားတာကနာကျင်ရမယ်ဆိုရင်လက်တွဲပြုတ်လိုက်တာကပိုကောင်းပါလိမ့်ဒါမှလည်းကျွန်တော်တို့တွေစိတ်ချမ်းသာရပါမယ်ဆိုပြီးတော့ဖြစ်ပါလိမ့် ဒီစားမွေတိုင်းစူပါစတားလောကမှာနာမည်ကျော်တဲ့ Rotten ရဲ့စိတ်နှလုံးသားတွေကခံစားချက်တွေကိုပြသနေပါတယ်။ဒါပြင် Rotten ရဲ့ One Championship ရဲ့ကြားမှာဘာတွေဖြစ်နေလဲဆိုတာကိုလည်းအတွေးဝင်လာစီခဲ့ပါတယ်။ Rotten ရဲ့ဒီ Facebook Post ကမကြသမီကထွက်ပေါ်လာတဲ့သတင်းတွေနဲ့ဆက်ဆက်နေပါတယ်။ Rotten က Flying Weight မွေတိုင်းချန်ပီယံဖြစ်ပေမဲ့ကပတ်ပြုတ်သွားတာကြောင့်လစ်လက်ကပတ်ကိုပြန်လူကြမှာဖြစ်ပါတယ်။173ပြိုင်ပွဲမှာ Rotten နဲ့ Nao တို့ကရှေ့အတွက်တွဲဆိုင်အနေနဲ့ဒီကပတ်လူပွဲကိုရှင်ပြိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်။ Rotten ရဲ့ Manager စောအေးချင်းမောင်နှံကပြောဆိုထားတဲ့ဇာတ်ရည်ရာဆိုရင်တော့ရောထိုင်ရဲ့ထိုးကြီးဘတ်ဆယ်တန်းဆိုတာအားလုံးသိကြမယ်ထင်ပါတယ်အခုချိန်ကထိုင်းတမ်မနီက flying weight မွေထိုင်းချန်ပီယံမဟုတ်တော့ဘူးပြီးတော့113ပြိုင်ပွဲမှာခေါင်းပွဲမဟုတ်တာမို့လို့1 championship ကဘတ်ဆယ်တန်းမပေးဘူးလေဒါကိုစိတ်ခုပြီးတော့ရောထန်ကပောက်ကွဲနေရလို့သိရပါတယ်အဲဒါကြောင့်သူရဲ့ Facebook post မှာငွေကြီးကအရာအလုံးကိုဝယ်နိုင်နေတယ်ကျွန်တော်တို့ကတော့လုံးဝအုပ်တုံမမှန်ပါဘူးလို့ရေးခဲ့တာက1 championship ကိုရည်ညွှန်းပြီးတော့ရေးတာလို့မြင်တာနေပါတယ် ရောထန်နဲ့နာအိုရီရဲ့တွဲဆိုင်ကကောင်းပွဲမဟုတ်တာကြောင့်ဝမ်ချမ်ပီယံရှစ်ကဘတ်ဆယ်တန်မပေးဘူးလို့သိရပါတယ်။အခုချိန်မှာရောထန်က flying weight မွေတိုင်းချန်ပီယံမဟုတ်တော့ဘူးဆိုတာကရောထန်က flying weight မွေတိုင်းချန်ပီယံစုကိုဆုံးရှုံးသွားပြီလို့ဆိုလိုတာဖြစ်ပါတယ်။အဲဒါကြောင့်ဝမ်ချမ်ပီယံရှစ်ကသူ့ကိုဘတ်ဆယ်တန်မပေးတာပါ။ရောထန်ကသူ့ရဲ့ Facebook post မှာဆက်လက်လက်တွဲထားတာကနားကျင်ရမယ်ဆိုရင်လက်တွဲဖြုတ်လိုက်တာပိုကောင်းပါတယ်လို့ရေးခဲ့တာကဝမ်ချမ်ပီယံရှစ်နဲ့ဆက်လက်လှုပ်ဆောင်မှုမတင်တော့ဘူးဆိုတဲ့သဘောကိုပြသနေပါတယ်။သူဟာငွေကြေးကိုအလုံးဝင်နိုင်တယ်လို့ယူဆပါမိမဲ့ သူတက်တော့လုံဝအုပ်တော်မမှန်နိုင်ပါဘူးလို့ယူဆပါရီသူဟာလူသားချင်းချင်းအတူတကွရှေ့ဆက်လက်တွဲဖို့အရေးကြီးဆုံးကအရာတိုင်းအတွက်ဗမ်မလိုက်မှုနဲ့ယူသားမှုပါပဲလို့ရေးခဲ့တာကဝမ်ချမ်ပီယံရှစ်ကိုညှိနှိုးပြီးတော့ရေးတာလို့မြင်သာနေပါရီသူဟာဝမ်ချမ်ပီယံရှစ်ကသူ့အပေါ်မှာအခုလိုလုပ်လိုက်တာနဲ့ပတ်သက်လို့မကြေမနက်ဖြစ်နေတာပါဒါကရောထန်ဘက်ကရွှေ့လိုက်တဲ့အကွက်လို့လည်းဆိုနိုင်ပါရီဘာဖြစ်လို့လဲဆိုတော့သူ့လိုမျိုးပရိသတ်တွေကိုဖျော်ပြေးရေးပေးနိုင်တဲ့ဖိုက်တာမျိုးကိုဝမ်ချမ်ပီယံရှစ်ကလွယ်လွယ်ကူကူနဲ့လက်တွဲဖြုတ်မှာမဟုတ်ပါဘူးသူဖြစ်ချင်းတဲ့ဆန္ဒကိုဦးစားပေးပြီးတော့လိုက်လျောဖို့မရပါဘူး ဒါဦးတိလို့ရော့ချန်ဘက်ကအခုလိုပောက်ကွဲပြပြီးတော့အညာကင်တာဖြစ်နေပါတယ်။ဘာလို့ဆက်ပြစ်လာမလဲဆိုတော့ကတော့စိတ်ဝင်စားစရာကောင်းနေလို့ဆိုရမှာပါ။ညီကိုတို့ကရောထိုးကြီးဘတ်စတေးတမ်းမရလို့ပောက်ကွဲနေတဲ့ရော့ချန်နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလိမ့်မလဲ။ပြောပြပေးသွားခဲ့ကြပါဦးမြတ်။အဆုံးထိလိုက်ပါကြီးရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မြတ်။